မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့ဇွန်လ18ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့စကိုင်းကလျင်ကြီးလှုပ်ခတ်ပြီးနောက်အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း988ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ492ဦးသေဆုံးခဲ့တဲ့သတင်း။ နိုင်ငံရေးအခင်းကျင်းတွေပေါ်ဆောင်နိုင်ရေးအတွက်အခြေခံအကြဆုံးဖြစ်တဲ့ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူမှုကောင်းဆောင်ဒေါက်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိအ мян ဆုံးလှုပ်ပေးရေးတောင်းဆိုလိုက်တဲ့တဲ့။အထွေထွေထိုးစစ်ပြင်ဆင်မှုရဲ့တစိတပိုင်းဖြစ်တဲ့မကွေးစီတို့ကမ်ပိန်းမှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းလိုက်တဲ့တဲ့။ကန်ဒီပြူရွာကအမြင့်မျော်စင်ကိုစနိုက်ပါနဲ့အချိန်ယူစောင့်ကြည့်တိုက်ခိုက်ရာပြူတအူးထိမှန်တေဆုံးတဲ့တဲ့။အကြံဖတ်စစ်ကောင်စီရဲ့တိုက်နယ်စခန်းမှူးဒူရဲမှူးတအူး ဆလင်းမျိုးနယ်ပကဖထံအလင်းဝင်ရောက်တဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ကြီးဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်။စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်အကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း988ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ462ဦးသေဆုံးခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာအကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း988ကြိမ်ထိပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ ပြည်သူ492ဦးအထိသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ကိုယ်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရပါဗျ။အကြံဖတ်စစ်တပ်ကမတ်လ28ရက်ကနေဇွန်လ23ရက်အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွှဲပြီးကြံပြည်နယ်နဲ့တိုင်းတွေအကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှုပေါင်း989ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူ492ဦးသေဆုံးပြီး1012ဦးဒဏ်ရာရရှိခဲ့ပါဗျ။ တေဆုံးရသူပြည်သူ482ဦးထဲမှာအသက်18နှစ်အောက်ကလေးငယ်86ဦးပါဝင်ပြီးအသက်18နှစ်အထက်က162ဦးဖြစ်ကာကျန်255ဦးကအသက်အရွယ်မသိရှိရဘူးလို့ဆိုပါရယ်။ဒါအပြင်ဒဏ်ရာရသူ1012ဦးထဲမှာအသက်18နှစ်အောက်205ဦးပါဝင်ပြီးတော့အသက်18နှစ်အထက်226ဦးဖြစ်ကာကျန်980ဦးကအသက်အရွယ်မသိရှိရဘူးလို့ဖော်ပြထားပါရယ်။အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု 133ကြိမ်အတွင်း154ဦးသေဆုံးပြီး322ဦးဒဏ်ရာရချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု25ကြိမ်အတွင်း16ဦးသေဆုံးပြီး32ဦးဒဏ်ရာရမကွေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု82ကြိမ်အတွင်း40ဦးသေဆုံးပြီး62ဦးဒဏ်ရာရကချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု22ကြိမ်အတွင်း59ဦးသေဆုံးပြီး65ဦးဒဏ်ရာရ မန္တလေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု158ကြိမ်အတွင်း106ဦးသေဆုံးပြီး215ဦးဒဏ်ရာရရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု28ကြိမ်အတွင်း10ဦးသေဆုံးပြီး18ဦးဒဏ်ရာရနေရခိုင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု28ကြိမ်အတွင်း29ဦးသေဆုံးပြီး83ဦးဒဏ်ရာရတယ်လို့သိရပါတယ်ဒါအပြင်ကရင်နီပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု9ကြိမ်အတွင်း11ဦးသေဆုံးပြီး15ဦးဒဏ်ရာရ ဘကိုးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု36ကြိမ်တွင်30ဦးသေဆုံးပြီး55ဦးဒဏ်ရာရ။ကရင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုအကြိမ်40တွင်22ဦးသေဆုံးပြီး69ဦးဒဏ်ရာရ။အေရော်ရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်တွင်3ဦးသေဆုံးပြီးတော့2ဦးဒဏ်ရာရ။တနင်္သာရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်တွင်9ဦးသေဆုံးပြီး8ဦးဒဏ်ရာရနဲ့မွန်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု12ကြိမ်တွင်2ဦးသေဆုံးပြီး 4ဦးတံရရတယ်လို့ဖော်ပြထားပါတယ်။စကိုင်းငလျင်ဘေးတင့် ပြည်သူတွေအတွက်ကယ်ဆယ်ရေးနဲ့ပြန်လည်တည်ဆောက်ရေးတွေလုပ်ဖို့တော်လန်ရေးအဖွဲ့အစည်းတွေကလှုပ်ဆောင်နေချိန်မှာအကြမ်းဖက်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာအပါအဝင်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေပါပြုလုပ်နေတာပါ။ နိုင်ငံရေးအခင်းအကျင်းတွေဖော်ဆောင်နိုင်ရေးအတွက်အခြေခံအကြဆုံးဖြစ်တဲ့ကမ္ဘာငင်းချင်းရေးနိုဘယ်ဆုရှင်လူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိအ мян ဆုံးလှုပ်ပေးရေးတောင်းဆိုလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။နိုင်ငံရေးအခင်းအကျင်းတွေဖော်ဆောင်နိုင်ရေးအတွက်အခြေခံအကြဆုံးဖြစ်တဲ့ပြည်သူလူထုလေးစားယုံကြည်မှုရှိတဲ့ကမ္ဘာငင်းချင်းရေးနိုဘယ်ဆုရှင်လူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိအ мян ဆုံးလှုပ်ပေးရေးပြည်내နဲ့ဖက်ဒရယ်လွှတ်တော်တွေလွှတ်တော်ကိုစားပြုကော်မတီတွေကပူးတွဲပြီးတော့ဒီကနေ့မှတောင်းဆိုလိုက်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်တိုင်းရင်းသားခေါင်းဆောင်များအပါအဝင် key stakeholder အားလုံးသဘောတူတဲ့နိုင်ငံရေးအခင်းကျင်းကိုမဖြစ်မနေအကောင့်တွေပေါ်ဆောင်ရမယ်။အဲ့ဒီလိုနိုင်ငံရေးအခင်းကျင်းတည်းရဲ့ပေါ်ပေါက်ပြီးမှသာအခြားသောနိုင်ငံရေးအစီအမံများကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဒီလိုနိုင်ငံရေးအခင်းကျင်းတွေပေါ်ဆောင်နိုင်ရေးအတွက်အခြေခံအကြဆုံးဖြစ်တဲ့ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးကျင်းသားများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလှုပ်ပေးရေးအတွက် ပြည်내နဲ့ဖက်ဒရယ်လွှတ်တော်တွေလွှတ်တော်ကူစားပြုကော်မတီတွေကပူးတွဲပြီးတော့ထုတ်ပြန်လိုက်တာပါထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့အဖွဲ့တွေကစကိုင်းဖက်ဒရယ်လွှတ်တော်တနင်္သာရီတိုင်းလွှတ်တော်မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရန်ကုန်တိုင်းလွှတ်တော် ARD တိုင်းလွှတ်တော်ကချင်ပြည်내လွှတ်တော်ကူစားပြုကော်မတီကယားပြည်내လွှတ်တော် ၃ရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီမွန်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီရှမ်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီပဲခူးတိုင်းလွှတ်တော်ကိုစားပြုကော်မတီနဲ့မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီတို့ပါဝင်တာတွေ့ရပါတယ်။အနာသိန်းအချမ်းဖတ်စစ်တပ်ရဲ့ဥပဒေမဲ့လုပ်ရက်များကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြုနေတဲ့နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများတောင်ပေါ်မြေပြန့်ကြေးလက်မြို့ပြမကြံနေရာဒေသအစုံမှာအထွေထွေအကျပ်တဲများကိုအဆိုးဝါးဆုံးရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်တော်စုရဲ့အနာဂတ်မှာလည်းမရေရာမတေချာမှုတွေနဲ့အလွန်စိုးရိမ်ရတဲ့အခြေအနေတို့ရောက်ရှိနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်မြန်မာပြည်သူလူထုတရက်လုံးရဲ့လူလားတောင်းတချက်သဘောထားဆန္ဒဖြစ်တဲ့ဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်တော်စုတည်ဆောက်ရေးဟာပြည်တော်စုရဲ့အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်တရက်ဖြစ်တယ်လို့ပြည်နယ်နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်တွေလွှတ်တော်ကိုစားပြုကော်မတီတွေကအလေးနက်ယုံကြည်လက်ခံထားတယ်လို့ဆိုပါတယ်။ အထက်ပါနိုင်ငံရေးလုပ်ငန်းစဉ်တွေအကောင့်ထဲပေါ်ဆောင်ရမှာပြည်တော်စုအတွင်းမိတင်းနေထိုင်ကြတဲ့တိုင်းရင်းသားလူမျိုးစုတွေအဖွဲ့အစည်းတွေသက်ဆိုင်ရာ stakeholder တွေအားလုံးစုပေါင်းအင်အားနဲ့ပူးပေါင်းပါဝင်နိုင်ရေးဟာအထူးအရေးကြီးတဲ့အချက်ဖြစ်တယ်လို့ထောက်ပြပါဗျ။ကမ္ဘာညဉ့်ဉေးရေးနိုဘယ်ဆုရှင်လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့မှသည်တတ်တော်ရာကျော်ရှိပါစေကြောင်းနဲ့အမြန်ဆုံးလွတ်မြောက်ပါစေကြောင်းပြည်내နဲ့ Federal Unit လွှတ်တော်တွေလွှတ်တော်ကိုစားပြုကော်မတီတွေကမွေးနေ့ဆုမွန်ကောင်းတောင်းထားတာတွေ့ရပါဗျ။ အထွေထွေထိုးစစ်ပြင်ဆင်မှုရဲ့ဒဇိတပိုင်းဖြစ်တဲ့မကွေးစီတို့ကမ်ပိန်းမှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အထွေထွေထိုးစစ်အတွက်ပြင်ဆင်မှုရဲ့ဒဇိတပိုင်းဖြစ်တဲ့မကွေးစီတို့ကမ်ပိန်းမှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့ကမ်ပိန်းစီစဉ်သူ CRPH OFP fundraiser တူကတိုက်တွန်းပြောကြားလိုက်ပါတယ်။ OFP fundraiser တွေနဲ့ကာကွယ်ရေးဝန်ကြီးဌာန MOD နဲ့လာမယ့်စစ်စင်ရေးတွေအတွက် ကုန်ကြစရိတ်ကြိုတင်စီစဉ်တဲ့အပိုင်းတွေမှာပူပေါင်းဆောင်ရွက်မှုတွေရှိတတ်ပါတယ်။ OFB fundraiser များအနေနဲ့လည်းဖြစ်လာနိုင်တဲ့အခြေအနေတွေမှာပါဝင်လာနိုင်တဲ့မြေပြင်ကတရင်တပ်ဖွဲ့တွေကိုတတ်နိုင်သမျှအားဖြည့်ပေးနိုင်မဲ့ campaign တွေဖော်ဆောင်ပေးပါတယ်။ဒါကြောင့်လက်ရှိမှာမကွေးစီတို့ဆိုတဲ့ campaign ကိုတာဝန်ခံဆောင်ရွက်ပေးနေတာပါ။ရွေချက်ကတော့ MRI အောက်ကမကွေးတိုင်းအတွင်းမှာရှိတဲ့တရင်တပ်ဖွဲ့တွေကိုကြီးကား Vast နဲ့အုတ်ထုတ်တွေတက်ဆင်ပေးနိုင်ဖို့ပါ။ ။ကမ်ပိန်းညီမှန်းချက်ကတော့အမေရိကန်ဒေါ်လာ2သိန်းဖြစ်ပါတယ်။များတယ်လို့ထင်ရပေမဲ့ပြည်သူအများရဲ့ပူးပေါင်းပါဝင်မှုနဲ့ပြည့်အောင်ဖြည့်ဆည်းပေးနိုင်မယ်လို့မျှော်လင့်တယ်လို့အားလုံးကိုပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းလိုပါတယ်လို့ OFP Fundraising Program ရဲ့ Fundraiser တူကပြောပါတယ်။မကွေးတိုင်း၊ကချင်း၊စကိုင်း၊ပဲခူးနဲ့ရခိုင်ပြည်နယ်တွေနဲ့နယ်မြေချင်းထိစပ်လျက်ရှိပြီးစီရေးအရအရေးပါတဲ့ဒေသတခုဖြစ်ပါတယ်။ဒါအပြင်အကြံဖတ်စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နဲ့လည်းနင်နမိတ်ထိဆက်နေပြီးတော့တော်လန်ရင်အင်အားစုတွေအားကောင်းရာဒေသတခုလည်းဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီအတွက်လက်နက်ဆက်ယုံတွေကစီရေးအရအရေးပါတယ်လို့ငွေဆက်ကူထုတ်လုပ်တဲ့ဝါစီလိုမျိုးစီးပွားရေးကိုကြားကန်ပေးနေတဲ့ဆက်ယုံတွေစီချက်ရာဌာနတွေရှိတဲ့ဒေသလည်းဖြစ်တဲ့အတွက်ကြောင့်မကွေးဒေသကိုစိုးမိုးရေးအတွက်ကအရေးပါတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမော်ကျမ်းမာရေး ဝင်ကြီးဌာနနဲ့ပညာရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒေါက်တာဇော်ဝေဆိုးနဲ့ဦးမေကိုနိုင်တို့ပြောကြားခဲ့သလိုအထွေထွေထိုးစစ်ကြီးဆိုတာလဲမကြခင်မှာအကောင့်ထဲပေါ်လာတော့မဲ့အရေးအယောင်တွေကိုမြင်တွေ့နေရပါပြီဒီလိုအခြေအနေတွေမှာမကွေးတိုင်းအတွင်းမှမဟာဗျူဟာမြောက်စစ်စင်ရေးများအတွက်ကြီကာနဲ့အုတ်ထုတ်တွေကပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေအတွက်အခြေခံကြတဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက်မကွေးစီတို့ကမ်ပိန်းမှာပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းထားပါတယ် ကန်နီပြူယော်ကအမြင့်မျော်စင်ကိုစနိုက်ပါနဲ့အချိန်ယူစောင့်ကြည့်တိုက်ခတ်ရာပြူတူဦးထိမှန်တေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်ကန်နီပြူယော်ကအမြင့်မျော်စင်ကင်းကိုတော်လန်ရေးအဖွဲ့တွေကစနိုက်ပါနဲ့အချိန်ယူစောင့်ကြည့်ပစ်ခတ်တိုက်ခတ်ရာပြူတူဦးထိမှန်တေဆုံးခဲ့တယ်လို့ဗစ်တာပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ခံကိုဗစ်တာက PPTV ကိုပြောပါရယ်။အောက်ကျွန်တော်တို့ဒီကန်နီပြူရောပပတ်လေတော်လိုင်းဖွဲ့တွေကဘယ်ကဝိုင်းဝိုင်းပိတ်ဆို့ထားကြတာပေါ့လေ ဒါပေမဲ့ဒီအနီကာစနိုက်ပါပြရမယ်ဆိုတော့အနည်းဆုံးကျွန်တော်မီတာ၄500တန်းကိုချင်ကြရပါလိမ့်ဗျအဲချင်ကြတဲ့အချိန်မှာကျွန်တော်တို့ဒီခွန်းလေးတွေကစောင့်ပြီးတော့ရှိရကိုရ၃ရက်မြောက်ကျွန်တော်တို့ဘယ်ချင်းဆင်းမယ်ဘယ်ချင်းတက်မယ်မျိုးစင်မှာဘယ်ချင်းကင်းချင်းမယ်ဘယ်ချင်းကင်းစရာစီရင်ကျွန်တော်တို့ကြပ်ပြီးတော့ခြုံကိုပြေးလာပါလိမ့်ဗျအဲကျွန်တော်ဆယ်နှစ်မှကျွန်တော်ပြစ်ဖို့ကလေးနဲ့ဆက်ပြီးချရတယ် သူမနေ့ကစနေခွန်နိုင်နေ့စနေကြာမှာဆိုဒီချင်းစောင့်မချင်းဖြစ်တယ်။ဒီတော့ကျွန်တော်ဆင်းနေမှာအကင်းစင်ရဲ့အမိသားအမြင့်ကင်းစင်နေပြီးတော့အောက်ပြန်ဆက်မချောခါမှရင်ကျွန်တော်လမ်းပြလိုက်ဒီပြလိုက်တဲ့ချိန်မှာကြီးမှန်လို့ပဲပြုတ်ကြတာလမ်းပြီးတော့ပြုတ်ကြတာမသိပြ။အဲ့တော့ကင်းစင်မှာဆင်းလာဒုတိယကပြုတ်ကောင်းအောင် အောက်ကိုပြုတ်ကြတာတွေ့ရတယ်တွေ့ရသူစက်တွေပဲပေါက်ကြကြားတယ်အဲ့ဒါလည်းနေကြီးလည်းနေငယ်ကျွန်တော်ဘက်ကိုဥကြီးပြန်ကောင်းတာပြန်တယ်ပေါ့အဲ့ပြန်လေသူကရတခါလည်းမသေးတော့အသေးသေးမသိအောင်ဒါဒီခုနှစ်ရက်ကနေစောင့်ဆဲနေမှာဖြစ်တယ်ဆက်သမညလောက်မှာကျွန်တော်အရင်တန်ရလူခင်သွားလို့ကြားတယ်ပြအဲ့ဒါကျွန်တော်နေနေအတွင်းနေပြနေနေအတီးပြလို့ရတာပေါ့လေ အဆိုပါတိုက်ခိုက်မှုအတွက်တော်လန်ရေးပူးပေါင်းတပ်တွေကဇွန်လ9ရက်နေ့မှာစတင်အချိန်ယူစောင့်ကြည့်ခဲ့ရတာဖြစ်ပြီးဇွန်လ10ရက်နေ့မှာစတင်ကြောင်းဝင်းအတွင်အမြင့်မျော်စင်ကင်းကနေကင်းချိန်ပြီးပြန်ဆင်းချိန်မှာစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာပါအဲ့ဒီလိုပစ်ခတ်မှုပြီးဇွန်လ13ရက်မှာပစ်ခတ်မှုကြောင့်ကင်းစင်ဘော်ကပြုတ်ကျသွားတဲ့ပြူတကောင်တေဆုံးနာကိုအတီးပြုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုဗီတာပြောက်ကြားတပ်ဖွဲ့ပကုတ်ကူခရိုင်တရင်နှစ်တက်ခွဲနှစ်မုံရွာခရိုင်တရင်25တက်ခွဲနှစ်စနိုက်ပါအဖွဲ့ အညာမြေပျောက်ကြားတပ်ဖွဲ့ညိုင်ပကဖလျှက်စည်းပျောက်ကြားတပ်ဖွဲ့ညိုင်ပကဖနဲ့မဟာမိတ်အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဂျမ်ဖတ်စစ်ကောင်စီရဲ့တိုက်နယ်စခန်းမှူးဒူရဲမှူးတူဆလင်းမြို့နယ်ပကဖထံအလင်းဝင်ရောက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းဆလင်းမြို့နယ်အဂျမ်ဖတ်စစ်ကောင်စီလက်အောက်ခံတညောင်ကြီးရွာတိုက်နယ်စခန်းမှူးဖြစ်တဲ့ဒူရဲမှူးတူလက်နက်နဲ့တကွဆလင်းမြို့နယ်ပကဖထံအလင်းဝင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆလင်းကမနေ့ကထုတ်ပြန်ပါတယ်။ တညောင်တိုက်နယ်စခန်းမှုဒူရဲမှုဟာအကြမ်းဖက်စစ်ကောင်စီလက်အောက်မှာတောင်ဝင်မတန်းဆောင်ကျင်တော်ရဲအတွက်မြို့နယ်ပကဖတန်ချိတ်ဆက်ကုလုံခဲ့တာပါဇွန်လအစောပိုင်းမှာတညောင်တိုက်နယ်စခန်းမှုအဖြစ်ပြောင်းရွှေ့တောင်ဝင်ထမ်းဆောင်နေတဲ့ဒူရဲမှုဟာအရင်ကလည်းဆလင်းမြို့နယ်မြို့နယ်မူယုံမှာဒူးမြို့နယ်မှုအဖြစ်နှစ်နှစ်တာတောင်ဝင်ထမ်းဆောင်ခဲ့တာလို့ဆိုပါတယ်ဆလင်းမြို့နယ်အတွင်းကြန့်ရှိနေသေးတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့အတူပူးပေါင်းဖို့လက်နက်ခဲယမ်းတွေယူလာပါကထိုက်တန်နဲ့စူကြီးချီးမြှင့်မယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ပြတ်ချီးမုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျာ ဆန္ဒပြတော်လှန်ပြည်သူတွေကရမပင်မြို့နယ်မြောက်ချမ်းကြေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါလူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဆန္ဒပြဆုတောင်းမှုကိုရမပင်မြို့နယ်တပ်ပေါင်းစုတပိတ်ကပြုလုပ်ခဲ့ကြပါတယ်ရမပင်မြို့နယ်အတွင်းကတပိတ်အင်အားစုတွေစုပေါင်းပြီးတော့ပြုလုပ်ခဲ့ကြတာဖြစ်ပြီး Freedom from Fear ဆိုတဲ့စာသားကင်ဆွဲပြီး ဒေါအောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်စုတောင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။သကိုင်းတိုင်းဆလင်းကြီးမြို့နယ်လဘရောင်းတောင်ဒေသတပိတ်အင်အားစုဥဆောင်ပြီးတော့လဘရောင်းတောင်ဒေသခံပြည်သူတွေကဇွန်လ19ရက်နေ့ပန်းတပိတ်မှာပူးပေါင်းပါဝင်ကြဖို့နဲ့အကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကဒေါ်အောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြဆိုတဲ့စာသားကင်ဆွဲပြီးဆန္ဒပြကြည်တက်ခဲ့ကြတာပါစကိုင်းတိုင်းရမပင်မြို့နယ်ကနောက်ပြန်မလှည့်ကြီးဒီတော်လှန်ရေးလူလူတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကနောက်ပြန်မလှည့်ကြီးဒီတော်လှန်ရေးလူလူတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြကြည်တက်ခဲ့ကြတာပါ ဆန္ဒပြဒေါ်လန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့ဇွန်လ18ရက်နေ့သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။